ို့အဲကွက်လာတလုံးအမြန်ဆုံးဝယ်လိုက်ပါဆိုပြီးတော့ပြောနေတာအတော်လေးကြာနေပြီနွေရသည်အရန်ကိုပူနေတာကျမတို့ဒီပန်းကတလုံးတည်းနဲ့ဘလုံးမနေလို့ကိုမရတော့ဘူးအော်နေတော့လည်းအဲ့လိုမပြောပါနဲ့သူတို့လည်းခက်ခဲပင်ပန်းစွာနဲ့အလောက်ကျန်းတွေကိုလုံနေရတာလीခက်ခက်ခက်ခဲနဲ့အလောက်ကျန်းလုံနေရတဲ့အချိန်မှာဘလို့ဖြစ်လို့သူတို့ဓာရီကိုဝယ်ပေးနိုင်ပါမလဲဟဲ့သူတို့တရက်လုံးပင်ပင်ပန်းပန်းအလုံးလုံးပြီးတော့မှပတ်စံလေးနည်းနည်းလေးပဲရတာလीအိမ်မှာစားတော့ဖို့အထွက်တောင်မှခက်ခဲနေတာဘလို့ဖြစ်ပြီးနေတို့အတွက်အဲကိုလာဝယ်ပေးနိုင်ပါမလဲ ပဆန်နဲ့နဲ့စူးစောင်းမိသွားတဲ့အခါကြောက်လို့ရှင်တော့စိတ်မပူနဲ့ငါတို့လည်းလိုအပ်တယ်ဆိုတာကိုသိတယ်ဝယ်ပေးမယ်အခုလောလောဆယ်တော့ခဏလေးတီးခံပြီးနေကြပါအောင်ဆာလိုက်မိသားစုကတော်လေးစင်ရဲကြပါတယ်သူတို့မိသားစုကရွာလေးတရွာမှနေထိုင်ကြတာပါသူ့မှာသားနှစ်ယောက်နဲ့ချွေးမနှစ်ယောက်ရှိပါတယ်ဒါတွေကတော့အလောက်ချမ်းကိုပြန်မစင်ရဲစွာနဲ့လောက်ကိုင်းနေကြရသူတွေပါသူတို့အားလုံးလက်ထပ်ပြီးကြပါပြီတိမ်ကြခင်မှာနွေရသည်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာသီဥတုအတော်လေးပူပြင်းလာတော့မှာပါတခြားရွာမှာအိမ်အောင်ကြပြီးနေထိုင်နေခဲ့တဲ့သမီးဖြစ်သူကအမေကိုလှမ်းပြောပါတယ် အမေရေတိတ်မကြခင်မှာနွေရာသီចောင်းပိတ်ရက်ကရောက်လာတော့မှခလေးတွေចောင်းပိတ်ပြီးဆိုတော့ကျမအမေတို့အိမ်မှာလာလဲမယ်နော်ဒီနွေရာသီတို့အမေအိမ်မှာပဲနေတော့မယ်လို့စဉ်းစားထားတယ်ပြီးတော့ကျမရဲ့အကိုအငယ်ကလည်းလက်ထပ်ထားတာမကြသေးဘူးဆိုတော့ခလေးတွေကလည်းသူတို့အတော်နဲ့စော်ကစားခြင်းမှာပေါ့ကျမတို့လာနေမယ်နော်အမေအေးအေးအေးလာလေသမီးရဲ့လာပေါ့လာပေါ့ဘယ်သူကများနေကိုတားနေလို့လဲမလာနဲ့ဆိုပြီးတော့လာဆရာလာဖုန်းချလိုက်တဲ့အခါမှာပဲသူရဲ့နောက်ထပ်သမီးတယောက်ကလည်းဖုန်းခေါ်လာခဲ့ပါတယ် အမေရေတိတ်မကြခင်နွေရသည်ចောင်းပိတ်တော့မယ်။ခလေးတွေကလည်းចောင်းပိတ်တယ်ဆိုတော့အိမ်မှာတောင်းញမ်းကြမှာအမေရဲ့ကျမခလေးတွေနဲ့အိမ်မှာနေရတာမပြောဘူး။ဘလို့မဆိုအမေတို့အိမ်မှာလာနေမယ်ဆိုလို့ရှင်တော့မိသားစုစုစုယုံနဲ့ပြောစရာကောင်းပါသီးလား။အေးပါအေးပါဟုတ်ပြီဟုတ်ပြီလာခဲ့လာခဲ့။ဒီအချိန်မှာဖုန်းချရုံပဲရှိပါသေးတယ်။နောက်ထပ်သမီးတစ်ယောက်ကဖုန်းခေါ်လာခဲ့ပါတယ်။အမေဘလို့လဲအမေရဲ့နေကောင်းရဲ့လား။အမေနဲ့စကားမပြောရတာနည်းနည်းကြာနေပြီ။ရောင်မတို့ရောနေကောင်းကြမှာကြတယ်မလား။ ။ရောင်မအငယ်ရောက်ပြီးတဲ့အချိန်ကလေးကကျမတို့လည်းအိမ်ဘက်ကိုတိတ်ပြီးတော့မလာဖြစ်ဘူးအမေရဲ့။ကိုအလုပ်ကိစ္စတွေနဲ့ကိုတတော်လေးကိုအလုပ်ရှုပ်နေကြတာလေ။မင်္ဂလာဆောင်ပြီးရတဲ့ချက်ချင်းပြန်သွားရတယ်။အိမ်မှာကောင်းကောင်းတော့မနေလိုက်ရဘူး။အဲ့ဒီအချိန်တုန်းကခလေးတွေရဲ့ဆောင်ပွဲကလည်းနှီးကပ်နေတာဆိုတော့အရေးကြီးရဲ့လေ။ဒါပေမဲ့အခုတော့ကျမတို့အမေအိမ်ကိုလာလိမ့်မယ်နော်။နွေရာသီကျောင်းကလည်းပြိတ်ပြီးဆိုတော့ခလေးတွေကလည်းအဖွားဖြစ်တို့ကိုတအားသတိရနေကြတာ။ရဲ့နေငယ်တော့ကတော့အမေအိမ်မှာပဲကျမတို့လာနေအောင်မယ်။ဆရာလာကနောက်ထပ်သမီးတယောက်ကိုလည်းမငင်းပယ်နိုင်တဲ့အစုံမတော်ကောင်းနှိမ့်လိုက်ရပါသေး။ ဒီအချိန်မှာလင်ယောက်မြောက်တမီလေးကလည်းဖုန်းခေါ်လာခဲ့ပါတယ်။သူကလည်းမိဘရင်ကိုလာလဲမယ်ဆိုတဲ့စကားကိုပဲပြောခဲ့ပါတယ်။ဒီအချိန်မှာတော့ဆရလာလည်းတော်တော်လေးကိုစိုးရင်ပူပန်နေခဲ့ပါပြီ။သူ့တမီလေးရောက်လုံအင်ကိုလာလဲမယ်ဆိုလို့ရှင်တော့ဘယ်လိုလုပ်ရပါမလဲ။လူရသည်ပူပြင်းလောင်းတဲ့အချိန်မှာချွေးမလေးတွေကအိမ်မှာပန်ကာနဲ့ဘယ်တော့မနေနိုင်ဘူးလို့ပြောနေကြတာပါခဏအကြာမှာတော့သူရဲ့ရောင်မလေးကလည်းဖုန်းဆက်ပါတယ်ကဲရောင်မရဲ့ဘလို့လဲနေကောင်းရဲ့လားရောင်မရဲ့သားငယ်လေးလက်ထပ်ဝဲတော့ကတော့ကျမမလာဖြစ်ခဲ့ဘူးလေ အဲ့ဒီချိန်တုန်းကဒူးခေါင်းကတော်တော်လေးကိုနားနေတာလမ်းတော့မရှောင်နိုင်ပါဘူးအဲ့ဒါကြောင့်မလာတာစိတ်မဆိုးနဲ့နော်အခုတော့ဘလို့မဆိုတော်လေးကိုတတသွားပြီလေကျမကြီးကလည်းကောင်းနေပြီနှွေရည်ကလည်းရောက်တော့မယ်ဆိုတော့လာလည်းမလို့ကျမမိသားစုကိုခေါ်ခဲ့မယ်နော်ကျမတယောက်တည်းကလည်းခီးကမထွက်ဘူးတော့မထွက်ချင်ဘူးကျမမိသားစုကလည်းကျမမရှိရင်တော့အိမ်မပျော်ကြဘူးလေအဲ့ဒါကြောင့်ကျမတို့လင်မယားနှစ်ယောက်လာလည်းအောင်မယ်ရှင်ခဏလောက်တော့အတူတူနေကြမယ်လေအေးရပါတယ်ရပါတယ်လာလေးလာခဲ့ပေါ့ဒီလိုနဲ့ပဲသူကဖုန်းချပြစ်ခဲ့ပါတယ် ဒါပေမဲ့ဒီအချိန်မှာတော့သူလည်းအတော်လေးကိုစွန့်ရင်စိတ်ပြတ်နေခဲ့ပါပြီ။ခဏကြာမှသူရဲ့ချွေမနှစ်ယောက်လုံးရောက်ရှိလာခဲ့ကြပါရဲ့။ဘာဖြစ်တာလဲအမေရဲ့အမေကိုကြည့်ရတာတအားကိုစွန့်ရင်ပူပန်နေရပုံစံပဲ။ယာဒီဦးလူကလည်းပူတယ်၊နှွေးယာဒီဒါလို့ဒီပူပြင်းနေတဲ့အချိန်ဒီမှာမိသားစုငါးစုကငါတို့အိမ်မှာလာတဲကြမယ်တဲ့။နင်းရဲ့ရောင်မလေးယောက်နဲ့နင်းတို့ရဲ့အကျော်နှွေးယာဒီမှာငါတို့အိမ်ကိုလာလဲမရက်လေ။ဘာပြောရဲ။ဒါပေမဲ့အမေရဲ့ကျမတို့အိမ်ကကျင်းကျင်းလေးအခန်းဆိုလို့တခန်းနဲ့ရှိတာလေ။ ဒီအိမ်တင်းကျင်းလေးထဲမှာဒီလောက်ထိလူတွေအများကြီးဘလို့အဆင်ပြေအောင်နေကြမလဲဘာမှလည်းစွန့်မနေပါနဲ့အဆင်ပြေသွားမှာပေါ့သူတို့အားလုံးကအတူတူလာကျင်နေကြတာတဲရောက်ကိုညင်းလိုက်မယ်ဆိုလို့ရှင်တော့စိတ်ဆိုးကုန်ကြမှာပေါ့အားလုံးဘလို့ဖြစ်ပြီးတော့ညင်းလို့ရမလဲသူတို့အားလုံးကဒီအိမ်ကသမီးတွေသူတို့အမေရှိသူတို့လာတာလေတားလို့ကောင်းပါမလားအမေရဲ့ဒုက္ခပဲကျမတို့ကြီးပဲဆိုရင်တော့မှဒီအခန်းမှာအိရတာရာသီဥတို့အရန်ပူလို့ဒုက္ခရောက်နေကြတာလေဒီလောက်ထိလူတွေအများကြီးရောက်လာမယ်ဆိုရင်တော့ပိုတော့ဒုက္ခရောက်ကြအောင်ပါ ဆရာလာကဘာမှစဉ်းစားမနေတော့ပါဘူး။ကုံစုံဆိုင်ကိုသွားပြီးနောက်မှာတော့လိုအပ်တဲ့ပစ္စည်းပစ္စည်းတွေကိုသူမတဝဲလာခဲ့ပါရဲ့။နှစ်ရက်လောက်ကြာမြင့်သွားခဲ့တဲ့အခါမှာအဲ့ဒီတွေအားလုံးအုပ်စုလိုက်သူတို့အိမ်ကိုရောက်ချလာခဲ့ပါရဲ့။အဖွားရေတမီးတို့လာပြီနော်။အဖွားဘယ်လိုလဲနေကောင်းရဲ့လားအဖွားရေအဖွားတတိယနေရ။ကဲငါရဲ့ချစ်လာစွာတော့မြေးလေးတွေလာခဲ့လာခဲ့အဖွားကိုလာပြီးတော့ဖတ်ထားကြပါအောင်ကွယ်။နေတော့အားလုံးကိုအတူတူတွေးလိုက်ရတဲ့အခါတိုင်းငါရဲ့စိတ်နှလုံးအတော်လေးအေးချမ်းသွားတယ်။ကဲချွေးမကြီးဘာလုပ်နေရလဲ။တို့တို့အားလုံးစားတော့ဖို့အတွက်တခုခုလုပ်ခဲ့ အားလုံးခရီးပန်းပြီးလာကြတာဆိုတော့ဘိုက်စာနေကြရောပေါ့ငါမြေလေးတွေဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်ခရီးပန်းလာတယ်ဘိုက်စာတယ်ရာဒီဦးတို့ကအရန်ကိုပူနေတဲ့နွေရာသီဖြစ်နေပါတယ်ဆိုကမှလူအုပ်ကြီးကလည်းအများကြီးပါပဲအားလုံးအတူတူအိမ်တည်းကိုဝင်လာကြတဲ့အတွက်ကြောင့်မို့လို့အခန်းတစ်ခုလုံးပို့ပြီးတော့ပူသွားပါတယ်သူတို့ကိုဖျော်ရည်မုတ်တွေကျွေးပြီးတဲ့နောက်မှာတော့ထမင်းလည်းကျွေးရပါသေးတယ်ဒါပါလို့တာလဲရောင်းမရဲ့ဒီမှာရှိတဲ့ထမင်းဟင်းတွေကလည်းအေးဆက်နေရပဲကျမတို့ပူပူလေးစားချင်တာအေးလေငါတို့ကအနားယူလာခဲ့တာ အိမ်မှာရောင်မနှစ်ယောက်တောင်ရှိတာဆိုတော့ထမင်းပူပူဟင်းပူပူစားမယ်ထင်လို့လာခဲ့တာအေးစက်နေတဲ့ဟင်းထမင်းတွေစားနေရတယ်ဟုတ်တယ်လေငါသမီးလေးတွေပြောတဲ့စကားမှန်တော့လဲမှန်တာပဲသူတို့ကဧည့်သည်တွေကောင်းကောင်းဂရုစိုက်ကြသူတို့နေ့ရှိကိုနှစ်ယိုင်းလာနေကြတာမှမဟုတ်တာလာတုံးလေးတော့ကောင်းကောင်းလေးအဲဝတ်ကြည်စားမှာပြီးတော့ငါတီးတန့်ဖယ်ထားတဲ့ထောပတ်တွေရှိသေးတယ်မလားခလေးတွေအတော့အဲ့ဒီထောပတ်ထည့်ပြီးတော့မုတ်ကိုလှုပ်ပေးလိုက်အောင်ဒီလိုနဲ့ရောင်မနှစ်အောင်လုံးကလည်းအားလုံးစားတော့ဖို့အတွက်ရိုတီတွေကိုထောပန်းနဲ့ကြော်ပေးလိုက်ပါရစေ။ကြည့်ပါအောင်ကြည့်ပါအောင် ဟိုနေ့ကတော့ကဟလိုဝါလုပ်လို့ဆိုပြီးတော့ထောပန်နဲ့ပေးပါဆိုပြီးတော့သွားတောင်းတာထွက်မလာဘူးမရှိဘူးဆိုပြီးတော့ပြောလိုက်တယ်။အခုသူ့သမီးနဲ့သူ့မိတွေလာတဲ့အခါကျတော့ထောဘက်ကဘလို့ထွက်လာလဲကြည်စမ်းမအောင်။အေးပေါ့ဟိုကသမီးတွေလေသူ့သမီးတွေသူ့မွေးထားတာငါတို့ကချွေးမတွေတူမလားဟဲ့။သမီးစားတော့ပြီးသွားတဲ့အခါညမိုးချုပ်သွားတာနဲ့အားလုံးကလည်းခြံထဲမှာအိပ်ရခင်းပြီးအိတ်ကုန်းကြပါရဲ့။ချွေးမလေးတွေကတော့အိမ်ထဲမှာပဲအိတ်ကြပါရဲ့။အဖွားကြီးအဖွားကြီးအိတ်လို့လည်းမပြောဘူး။ပုံမြင်လေးပြောပြပါလိုက်ရင် ဒါပေါ်မိလေးတို့ရဲ့ပုံမြင်နားထောင်ခြင်းနဲ့ဆိုရင်တော့ပုံမြင်ပြောပြမယ်။တေချာနားထောင်ပြီးသွားလို့ရှင်အိတ်ကြကြလား။တခါတော့ကတော့အုပ်ကြီးထဲမှာကြားကြီးတကောင်ရှိတယ်တဲ့။ပြီးတော့တရက်မှာတော့ဒီလိုနဲ့အဖွားရဲ့ဖြစ်သူကမိလေးတွေကိုပုံမြင်ပြောပြနေပါတယ်။ခဏကြာမှကလေးတွေကလည်းပုံမြင်နားထောင်နေနားထောင်နေနဲ့အိပ်ပြောသွားခဲ့ကြပါတယ်။နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့ချွေမငယ်လေးရေချွေမငယ်ထထထဘယ်ချိန်ရှိနေပြီလဲမနက်မိုးလင်းနေပြီထတော့ထလေရေမိုးချိုး တိုင်ရှင်းလို့အောင်ပြီးတော့ရင်အားလုံးအတွက်မနှက်စာလည်းပြင်ဆင်ရအောင်မယ်မလားဒုက္ခပဲအားလုံးရေချိုးရမယ်ဆိုရင်တော့ရေချိုးခိုင်းလိုက်ကျမတို့တို့အားလုံးကိုရေချိုးပြီးတော့ဆက်ပြာတော့တိုက်ပေးရအောင်မလားကျမရဲ့အလုပ်လည်းမဟုတ်ပဲနဲ့ဘာလို့လာနှိုးနေရလဲတို့ရဲ့ဆက်ပြာနဲ့ရေပုံးကိုကျမယူထားတာလည်းမဟုတ်ဘူးဘာလဲနင့်ကိုဘယ်သူမှဆက်ပြာကွက်လည်းမယူခိုင်းဘူးရေပုံးလည်းမမခိုင်းဘူးသိလားဒါပေမဲ့အတော်ကတော့နင့်ကိုမင်းနေတဲ့ချွေမအငယ်လေးဘယ်မှလဲအခုထိအိယာကမထသေးဘူးလားတဲ့အမြန်ထဆမ်းမသူလဖေးတောက်ချင်လို့ဆိုပြီးတော့စောင့်နေတာတော်လေးကြာနေပြီအမြန်ထအမြန်ထ လဖေးအိုအမြန်ဆုံးသွားတယ်။ကျိုးကပဲချွေးမအသိဖြစ်ရတာလေကန်ဆိုးတာပဲ။တစ်ချိန်အကုန်လုံးငါ့ကိုပဲလိုက်ရှာပြီးတော့ခိုင်းနေကြတယ်။ချွေးမငယ်လေးကအမြန်ဆုံးမိဖို့ကန်နဲ့ဝင်သွားပြီးနောက်မှာတော့လဖေးဖြောပါတယ်။လဖေးဖြောပြီးတော့နေသူဧည့်သည်တွေအားလုံးကိုတိုက်ပါတယ်။ဘလို့ဖြစ်တာလဲရောင်မငယ်။ကျမတို့ကမနေ့အစောကြီးလဖေးတောက်တဲ့အချင်းရှိတယ်။ဒါကိုရောင်မအကြီးဆိုလို့ရှင်တော့သိတယ်။သူမနေ့အစောကြီးအိယာကနေပြီးတော့ထားတယ်။နွားတင်းကုတ်သေးကိုသွားတယ်။နွားတွေကိုတန်ရှင်းလုပ်ပေးတယ်နွားချီကျုံးတယ်နွားစာကျွေးတယ် ပြီးတော့ရောင်မငယ်လေးကကျမတို့ကိုလက်ဖေးလေးအောင်မတိုက်နိုင်ဘူးလားဟုတ်ကဲ့ကောင်းပါပြီကျမနောက်နေ့ရစပြီးတော့တတိထားပါမယ်နော်ကဲကဲကဲနားထောင်နားထောင်ငါဇေယျနေပြန်လာခဲ့တော့ငါမြီးလေးတွေအကုန်လုံးကမုံလာဥဖြူပလာတာဆိုရင်တော့တအားကိုကြိုက်ကြတော့တို့အထွတ်ဆိုပြီးတော့မုံလာဥဖြူပလာတာလုပ်ပေးလိုက်အောင်ဒီမှာမုံလာဥဖြူတွေအများကြီးဝင်လာခဲ့အမြန်ဆုံးတို့အထွတ်လုပ်ပေးနနမင်းလေးလည်းထဲ့နော်မွေးနေမှာအဲ့ဒါမှဟုတ်ကဲ့ပါအမေရဲ့ကျမအားလုံးစားဖို့အတွက် အမြန်ဆုံးလောက်ပေးလိုက်ပါမယ်နော်။လင်ကြီးမနှစ်ယောက်လုံကနွေရာသီပူရတဲ့အထက်တရက်တရက်လူတွေအများကြီးအတွက်ထမင်းတွေကိုချက်ပြုတ်ပြင်ဆင်ပေးရပါတယ်။အိမ်မှာသမီးတွေ၊မိတွေ၊ရောင်းမတွေရောအားလုံးရောက်နေကြတာဖြစ်တဲ့အတွက်အမေကြီးကတော့ဝမ်းသာပျော်ရွှင်လွန်နေကြပါတယ်။ချွေမနှစ်ယောက်လုံအတွက်ကတော့နွေရာသီကြီးမှာဧည့်သည်တွေအများကြီးစုပြုံပြီးအိမ်ကိုရောက်လာတာတကယ့်ကိုဘေးဒုက္ခပါပဲ။ဒီနောက်မှာတော့ဧည့်သည်တွေအားလုံးကလည်းတယောက်ချင်းစီဝင်ပြီးတော့ရေချိုးကြပါတယ်။ဒါကြောင့်သူမလည်းအတော်လေးစိတ်ပြတ်သွားပါတယ်။ ဟဲ့ဒုက္ခပဲငါ့ရဲ့အခန်းထဲမှာသပင်တွေကအများကြီးပဲဘယ်သူလောက်သွားတာလဲဒီအချိန်မှသူ့ရောက်မှလေးတယောက်ရောက်ရှိလာပါတယ်ဒီမှာအမရဲ့အလောက်ကုန်ပစ္စည်းတွေကိုတွေ့ရတယ်ကျမလည်းယူသုံးထားတယ်ဒီလားဒီမကလည်းညင်းပယ်လို့မရဘဲနဲ့ပေးရပါတယ်တရတရအလုံးလုံးနေနေတို့နှစ်ယောက်လည်းအကျော်လေးကိုပမန်းနေခဲ့ကြပါပြီအလောက်တွေအားလုံးလုံးပြီးစီးသွားခဲ့တဲ့အခါမှာတို့လည်းအနာရုံပေါ်အတွက်အိယာပေါ်မှာကြောဆန့်ပြီးလဲခဲ့ကြပါတယ်တို့လေစိတ်အေးတသာစွာနဲ့အိတ်တော်မဲ့အချိန်မှပဲအပြင်ကရသည့်ဦးလိုရုတ်တရက်ကြီးဆိုရွားပြီးမိုးပေါက်လေးတွေကြာလာပါတယ် ဒါကြောင့်အပြင်မှာအိမ်နေကြတဲ့သူတွေအကုန်လုံးကအိယကိုစီသိမ့်ပြီးအိမ်တဲကိုဝင်လာပြီးအိတ်ကြပါရီ။ရောင်မလီတွေကအရန်ကိုအိတ်ချမ်းပါရီ။ခဏခဏသူတို့ကိုပေါ်ခြေောက်တွေတင်နေတဲ့အတွက်သူတို့လည်းအိတ်လို့မပြောခဲ့ပါဘူး။သူတို့ကအရန်ကိုလည်းဟောက်ကြပါသေးတယ်။စိတ်ညစ်ပါရီ။ရာဒီဥရုပူပါရဲဆိုနေမှာသူတို့ကြောင့်နဲ့ငါတေးအောင်တေးခြင်းနဲ့ဟဲ့အိတ်လို့လည်းမရဘူး။ရာဒီဥရုပူလုံးတဲ့အချိန်မှာသူတို့အခန်းတစ်ခန်းထဲမှာအတူတူနေရတာကတကယ်ကိုအခက်ခဲပါပဲ။သူတို့ဒုက္ခတွေကိုနားလည်ပေးမဲ့သူကလည်းဘယ်သူမှမရှိပါဘူး။ ဒါပေမဲ့အဲ့တဲ့တွေကလည်းအရန်ကိုပိုးလိုက်လို့နဲ့အတွက်ကြောင့်မို့လို့ရက်အကြအကြီးမနေနိုင်တော့ပါဘူး။သူတို့လည်းစိုးပြုံမှုနေရတာစိတ်ညစ်တဲ့အတွက်ကြောင့်မို့လို့အကြအကြီးနေရမယ့်အစားရက်အနေငယ်နဲ့ပဲအင်ကိုကိုစီပြန်သွားခဲ့ကြပါရစေ။ဒီအချိန်မှာဆာလာနဲ့သူရဲ့သားနှစ်ယောက်လုံးကလည်းသူတို့ရဲ့ဘေးဒုက္ခတွေကိုနားလည်သွားပါရစေ။ရာသီဥတုကတကယ်ကိုအရှင်းအောင်ပိုးပြင်းလို့နေခဲ့တာပါ။ညရီဆိုရင်တော့ပူလုံးလုံးအိတ်လို့တော့မပြောပါဘူး။တို့မိသားစုအားလုံးလည်းတခမ်းနဲ့မာနေလို့မရဘူးလေ။ဒါကြောင့်တို့ကလည်းတပြေးပြေးချင်းပတ်စံကိုရအောင်ဆိုပါရစေ။ အချိန်တစ်ခုရောက်ရှိသွားခဲ့တဲ့အခါမှာပတ်စံပြေသွားတော့တို့လည်းနောက်ထပ်အခန်းတစ်ခန်းအမြန်ဆုံးဆောက်လုပ်ခဲ့ကြပါတယ်။ပြီးတော့နောက်ထပ်အဲကိုလာရီနဲ့ပန်ကာအသစ်တွေကိုလည်းဝယ်ယူခဲ့ကြပါတယ်။ဒါမှမိသားစုတစ်ခုလည်းအဆင်ပြေသွားတော့မှလေ။အခုနောက်ထပ်အဲတွေရောက်လာခဲ့မယ်ဆိုရင်လည်းအခန်းကျယ်ကြီးရှိပြီးအဲကိုလာလည်းရှိတဲ့အတွက်ကြောင့်မို့လို့စိုးရင်ပူပန်စရာမလိုတော့ပါဘူး။